ဘိုင်းပြင်ပမှာဥထွက်နေတာကြောင့်တမ်းမရှင်ကျင်တော်တဲ့ကလေးငယ်ကိုကုသပေးနေတဲ့လိုင်လီဆိုင်ရှင်လိုင်လီဆိုင်ရှင်ဇနီးမောင်နဲ့ကအောက်ချီဘွားကနေကြိုးစားကစိန်ရွှေနောင်ဆိုင်ကြီးဖွင့်နေအောင်ကြိုးစားလာနိုင်ခဲ့တာပါ။ဒါပြင်လူတန်းတဲ့ရရောသူတွေဖြစ်တာမလို့လိုအပ်တဲ့နေရာတွေကိုလည်းအမြဲလူတန်းပေးကြပါရည်။ပြီးခဲ့တဲ့ရက်မှလည်းအမှန်တကယ်လိုအပ်နေတဲ့ကလေးငယ်တို့ရဲ့ဘွားကိုလှပအောင်လုပ်ပေးနိုင်ခဲ့ပါရည်။လိုင်လီဆိုင်ရှင်ဇနီးက ဦးအပြင်းကိုထွက်နေတဲ့ငားနေဝန်းကျင်ရွယ်ကလေးငယ်လေးကိုစိတ်ကူတာပေးခဲ့ကြတာပါကလေးငယ်လေးတွေကမွေးလာချိန်မှာဘာချိုရင်းချက်မှမရှိဘဲနဲ့မွေးဖွားလာတဲ့ကလေးငယ်တွေလည်းရှိသလိုရွေးချယ်လို့မရတဲ့ဘဝကြီးမှာချိုရင်းချက်တွေဖြစ်လာတဲ့ကလေးတွေလည်းရှိပါသေးတယ်ဒီသားလေးကတော့ကလေးအယောက်တရာမှာတယောက်လောက်တောင်ဖြစ်ရှာတဲ့ဥကျုံနဲ့ယောဂါကိုခံစားနေရတာပါ ။ဦးကဘိုက်ပြင်ဘက်ကိုကျွန်ထွက်နေတာမလို့တားလေးကလူတန်းစီဘွားမျိုးကိုမရနိုင်ပါဘူး။ဦးကျွန်နေတာဖြစ်တဲ့တွေ့ကလေးကယုံကြည်ချက်မရှိဖြစ်နေတာပါ။ဘိုက်ကနားတဲ့ပြင်သွာလာလှူရှာရတာမလွယ်တာမလို့အတော်လေးကိုမှခက်ခဲနေတာဖြစ်ပါရင်။ဒါကြောင့်မလို့တားလေးဟာကြောင်းနေရမယ့်အရွယ်ရောက်နေတာတောင်မှကြောင်းနေဖို့ကိုညှင်းဆန်နေကြတာပါ။ဒီလိုချုံရင်ချက်တွေကပတ်စံရှိတိုက်ပွဲမှာဖြစ်တယ်ဆိုရင်တော့မိဘကစိတ်ရှိတိုင်းကုသပေးလို့ရပါတယ်။ဒါပေမဲ့တားလေးရဲ့မိသားစုဟာငွေကြေးချို့တဲ့တာမို့ပျောက်ကင်းအောင်ကုသနိုင်ခြင်းလည်းမရှိပါဘူး။စိတ်ကုပေးဖို့လည်းမတက်နိုင်တဲ့အတွက်တ ားဖြစ်သူဦးကျော်နာကိုသာထိုင်ကြည့်နေရတာပါ။တားဖြစ်သူကလည်းဦးကျော်နေတာကြီးနဲ့သွာလာလှူရှားနေရတဲ့အတော်လေးကမှပင်ပန်းခက်ခဲနေတာပါ။ဒါပြင်တားဖြစ်သူကတိတ်မတိတတ်သေးတဲ့အရွယ်မှာတောင်မှသူ့အသက်မရှိကျင်တော့ဘူးဆိုတဲ့အသည့်တွေနဲ့ဖြစ်နေတာပါ။မိမေရဲ့တားအသက်မရှိကျတော့ဘူးဆိုပြီးတော့တားလျောင်ကိုပြီးတော့ပြောနေတာပါ။မိခင်ဖြစ်သူကလည်းသူသာစားဝင်ဖြစ်လိုက်ချင်တယ်လို့ဆိုကစိတ်ညစ်နေကြရတာပါ။ အလူရှင်ရှာပေမဲ့လည်းခွဲစိတ်မှုကကြီးတာကြောင့်အလူရှင်ကမရှိနေခဲ့ပါဘူး။ဥကြုံနေတဲ့အနာတရားကြောင့်ကလေးကဖွံ့ဖြိုးတင်းတရာမဖွံ့ဖြိုးသလိုအသားရည်ကစမင်းငင်းငင်းဖြစ်လာကြတာပါ။အနာတရားတန်ကိုနေစဉ်ရက်ဆက်ခံစားနေရတာမလို့ခနာကုံမှလည်းနွမ်းနေလာတာဖြစ်ပါတယ်။ကလေးလေးရဲ့ဖြစ်ကိုလိုင်းလီဆိုင်ရှင်ကမြင်တွေ့လိုက်တာကြောင့်မလို့ချက်ချင်းဆိုသလိုကုညီဖို့စဉ်းစားခဲ့ပါတယ်။ကလေးလေးရဲ့ထွက်နေတဲ့ဥကိုအထဲကိုပြန်ထည့်ဖို့ခွဲစိတ်ပေးဖို့ဆုံးဖြတ်လိုက်တာပါ။ဒါပြင်ဆရာဝန်ကြီးရဲ့တေချာတိုင်ပင်ဆွေးနွေးကလုပ်ပေးဖို့အတွက်ပြင်ဆင်နေတာပါ။ တိုင်းလီစိုင်းပိုင်ရှင်ကအမြန်ဆုံးကောင်းထေဖို့ပေးလိုက်ခါခွဲပေးလိုက်ပါရီဒါကြောင့်မလို့သားလေးဟာခုဆိုရင်တော့တာမန်ကလေးတယောက်လိုစမ်းမာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နေပါပြီ။ဦးကလည်းပြင်မထွက်တော့ဘဲဘိုက်ထဲမှာနေရကြားနေရှိသွားခဲ့ပါပြီ။ဒါပြင်သားလေးကယောဂါကိုမခံစားရတော့တယ်လို့အနာတရကင်းတာကြောင့်မျက်နာလေးကလည်းအရှင်ကားထက်လန်းလာခဲ့ပါရီ။သားလေးကလည်းကျေးဇူးကိုသိချသိတတ်ပါရီ။သူ့ကိုပျောက်ကင်းအောင်ကုသပေးတဲ့ဇနီးမောင်နှံကိုကျေးဇူးတင်ချောင်းပြောကထိုင်ကြောနေခဲ့တာပါ။အခုဆိုရင်သားလေးရဲ့ဘဝကဝမ်းနဲ့တင်ငယ်နေစရာမလိုပဲနဲ့ ကျမတွေခနာကိုနေလူတန်းစီနေနိုင်သွားပါပြီ။ဥထွက်နေတဲ့ကလေးငယ်ကိုပျောက်ကင်းအောင်ကုသပေးခဲ့ကြတဲ့နိုင်လီစနီးမောင်နှံအပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။အစောနေ့ကြည့်ရှုဝါပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းစိတ်ဝေစားစရာအကောင်းတဲ့ဆယ်ရီရည်လေးပညာရှင်ရဲ့ဒိနေတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်။အားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။